ပဲလို့အပြန်တွက်ထားလို့မရဘူးလားရထားတယ်အဲ့ဒါကြောင့်မို့ရရမယ်အဲ့ဒါမျိုးရနေတဲ့ပုဂ္ဂိုလ်ကကြတော့နေတတ်ထိုင်တတ်မဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါကြောင့်စဉ်းစားတဲ့အပိုင်းမှာရှင်းမွှန်းမှုရှိရင်ကဲ့ရဲ့မှုလည်းပဲရှိနိုင်တယ်ကဲ့ရဲ့မှုရှိရင်လည်းပဲဟိုဘက်ကရှင်းမွှန်းမှုလည်းရှိနိုင်တယ်အဲ့ဒါကြောင့်ဘယ်လောကရံနဲ့ပဲကြုံကြုံတို့လူသားဖြစ်တဲ့ပုဂ္ဂိုလ်သည် မတုံမလုတ်ဖဲနဲ့မဖြုံမဲနဲ့ခန္ဓာရဲ့ရှိဖို့ရာရေးမကြည့်ဘူးလားရေးကြည့်တယ်အဲ့ဒါကနေန္ဒနဲ့ပတန်တာဘယ်နှမျိုးပြီးသွား6မျိုးဘာတွေလဲပြောရင်လာဘောအလာဘောရသောအရသောနေနံပတန်တံနောက်တစ်ခုကဒုက္ခံနဲ့ဒုက္ခံနဲ့ချမ်းသာမှုနဲ့သင်ရဲမှုဘာနဲ့ပါတယ်လဲ ချမ်းသာမှုနဲ့ဆင်းရဲမှုဒီမှာလည်းပဲကြည့်လိုက်လို့ရှင်ချမ်းသာဆိုတဲ့ဒီအရာကိုခံစားရတဲ့ပုံကိုလည်းမရှိဘူးလားအေးလူတယောက်ဒုက္ခကြီးတဲ့ရောက်နေတာဆိုတာရှိရဲ့လားမရှိပါဘူးဒုက္ခရောက်လိုက်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 တလဲ့စီမလာကြဘူးလားအဲဒီမဲ့လောကလူသားကဘာကိုပဲမျောလင့်နေတယ်လဲပြောရင်ဒုက္ခကြီးတယ်မျောလင့်တာဘာကိုမျောလင့် ဒုက္ခကြီးတဲ့သိပ်ပြီးတော့မျောလင့်နေပြီမယ်။ကိုမျောလင့်ထားတဲ့ဒီဒုက္ခကမလာပဲနဲ့ဒုက္ခနဲ့ကြုံရင်အဲ့ဒါထွက်ပေါက်ပိတ်ပြီးတော့လူဟာကိုယ့်ကိုယ်ကိုလှုပ်ကြံတက်ပြတ်သေးသွားတတ်တယ်။အဲ့ဒါမျိုးလမ်းကြောင်းနဲ့ရွေးရင်မှန်ရဲ့လား။မမှန်ဘူး။အဲ့ဒါကြောင့်မို့ချမ်းသာမှုရှိရင်ဟိုဘက်ကဘာလဲရှိနိုင်လဲ။အေးအဲ့ဒါကိုဘာလို့ခေါ်ရလဲပြောရင် လောကရန်တရား၈ပါးတဲ့။ဘာ၈ပါး။ ဟေပါဠိလိုပြောလိုက်ရင်လာဘောအလာဘောရသောအရသောနေနံပတန်တံဒုက္ခဒုက္ခလောကရံဘယ်နှမျိုးလောကရံတရားနဲ့ကြုံတဲ့ပုဂ္ဂိုလ်တွေဒီနေတတ်ထိုင်တတ်အောင်ဘာလေ့ကျင့်ထားရမလဲပြောရင်ဘာသာရေးလေ့ကျင့်ထားရမယ်ဘာလေ့ကျင့်ရမလဲဘာ ဘာသာရေးလေ့ကျင့်ဆိုတော့လူတယောက်တစ်ခုခုကတော့လောက်ရတယ်ဟုတ်လားနော်လောကထဲမှာအသက်ရှင်ပြီးတော့ဘာမှနေ့စဉ်လုပ်တဲ့ဘာဝနာတစ်ခုခုမှမရှိဘူးရဲ့လို့ဆိုရင်အဲ့ဒီပုံကူဒီလောကရနဲ့ကြုံရင်တုံလောက်တဲ့ဟုတ်လားနော်အဲ့ဒါကြောင့်လောကရနဲ့ကြုံရင်မတုံလောက်အောင်ဤစနစ်တည်းရှိဘူးလားရှိတယ်ဤစနစ်ပေါင်းများစွာ ရှိတဲ့တဲကဘာသာတရားကျင့်သုံးမှုများစွာ ရှိတဲ့တဲကနေပြီးတော့ ဖရာတော်တန်ဃာတော်များစွာတို့ကလေ့ကျင့်တဲ့စနစ်လေးရှိတယ်။ဥစဉ်တို့ကိုယ်တိုင်ကျင့်သုံးတဲ့စနစ်ရှိတယ်။ဥစဉ်တို့ကတော့ဘာကို အမြဲတမ်းယွတ်လိယွတ်ထရှိတယ်လဲလို့ပြောရင်ပဋ္ဌံယွတ်လိရှိပါတယ်။ဘာယွတ်ပဋ္ဌံဆိုတော့ဒုသူရစဉ်တွေရသလားမရဘူးလားပဋ္ဌံဘယ်နှမျိုးရှိအဲနှစ်မျိုးရှိတယ်လို့တွက်လိုက်ဘယ်နှမျိုးရှိလဲဟုတ်လားနှစ်မျိုးရှိတယ် ပစ္စယုတ်ဒေတာနဲ့ပစ္စယနိဒေတာဘာနဲ့ပါလဲလဲအေးပစ္စယုတ်ဒေတာနဲ့ပစ္စယနိဒေတာပစ္စယုတ်ဒေတာဆိုတာပစ္စယနဲ့ဥဒ္ဒေတာတွဲထားဘာနဲ့ပါတွဲလဲပစ္စယနဲ့ဥဒ္ဒေတာပစ္စယကပစ္စည်းဥဒ္ဒေတာကကြတော့အကျဉ်းလို့အဓိပ္ပာယ်ရဘာလို့အဓိပ္ပာယ်ရပစ္စည်းအကျဉ်း ပစ္စည်းဆိုတော့ပဋ္ဌံဘယ်နှပစ္စည်းရှိ24ပစ္စည်းရသလားမရဘူးလားကဲအန္တေရီကင်းတော့တစ်ခေါက်တော့ရွတ်ကြည့်ပါဦးနော် ပဋ္ဌံဘယ်နှပစ္စည်းအဲ့ဒါပဋ္ဌံ24ပစ္စည်းတဲ့လွယ်သလားမလွယ်ဘူးလားလွယ်တယ်ဟုတ်လားရွတ်လဲပဲရွတ်လို့လည်းမကောင်းလားကောင်းတယ်အဲ့ဒါလောက်လေးတော့ရွတ်ဖြစ်အောင်လို့ဟုတ်လားနော်ဘယ်ချိန်နေမှာပဋ္ဌံကိုရွတ်ရင်ဆရာတော်ကြီးများနှီးပြတဲ့စနစ်ဆိုရင်ပဲချင်းနေရွတ်တာ ကောင်းတယ်လို့ပြောရင်ကိတ်စိတ်တဲ့အချိန်မှာပိုကောင်းတာနော်ပဲချင်းနေရွတ်တဲ့ ိတ်ဆိတ်တဲ့ချိန်နဲ့ဆရာတော်ကြီးတွေတော်တော်များများလည်းပဲအဲ့ဒီပဋ္ဌာန်းကိုရွတ်ကြတယ်အချိန်မရဘူးဆိုရင်24ပြည့်စည်တော်တော်များများတရားဟောတဲ့ဘုန်းကြီးကတော့အချိန်ရဘယ်ချိန်နေရတယ်လဲပြောရင် ကားပေါ်ထိုင်လိုက်ရတာကများတာဟုတ်လားနော်ဒီကနေ့ကားပေါ်ထိုင်လိုက်စဉ်ဥစဉ်တို့ခုပြီးခဲ့တဲ့အပတ်တုန်းကဘယ်ထိသွားတယ်လဲလို့ပြောရင်ဟိုးအောက်ပိုင်းကောကရိတ်တို့မြဝရီတို့ဟိုဘက်ကထိုင်းကြည့်တောင်ရောက်သွားနော် အဲ့ဒီဘက်ကိုသွားပြီးတော့တရားဟောတော့အချင်းကတတော်ကိုရတယ်ဘလောက်ထိရတယ်လဲလို့ပြောရင်ညမောင်းမောင်းလိုက်တယ်ဒီကနေပြီးတော့၈နာရီလောက်ထွက်နော်၈နာရီလောက်ထွက်ထွက်ပြီးတော့ဟိုးအောက်ပိုင်းထိရောက်ပြီထိဆိုတော့အဲ့ဒါတာမင်ညဆရာတော်တို့နန်းလေးမှာသွားပြီးတော့တညအိတ်နောက်နေ့ရောက်တဲ့ခါကျမှဘုဘက်ကိုကောကရိဘက်တစ်ဆင့်ဆက်ပြီးတော့သွားတာဆိုတော့နောက်နေ့မနက်ဟုတ်လားတညအိတ်ပြီးတော့နောက်ရက် ဆယ်နာရီလောက်ရောက်တဲ့အခါကျမှဘုဘက်ကိုရောက်သွားတာကောကရိတ်ဆိုတော့မိုင်း900လောက်ဝေးတယ်နော်ဒီကနေလမ်းပြီးတော့အဲကြတော့လမ်းစဉ်းစားတာကြည့်နော်ပရိတ်တို့ပထန်းတို့ကကားပေါ်ကိုကြည်မွနေတာဟုတ်လားနော်ရွတ်ချိန်နေအများကြီးမရဘူးလားအေးဓမ္မဂရိကဖြစ်ရတာတော့အဲ့ဒါအများကြီးဒါတရားနာတဲ့ပုဂ္ဂိုလ်လည်းကျေးဇူးတင်ရမှာတို့နာတဲ့ပုဂ္ဂိုလ်မရှိလေဘလောက်ဟောဟောလားနာမဲ့လူမှမရှိရင်တရားဝဲဖြစ်ပါမလား ေးအဲ့ဒီဘက်ကနေတန့်ပင်လို့ဦးဇင်းတို့အဲ့ဒါတခြားလုံးဩတို့ဘောကလည်းကောင်းကောင်းတော့အိတ်တော့မအိတ်ရဘူးဒါပေမဲ့မဆိုးပါဘူးလို့တွေ့ရတာပြန်လာလဲညာမောဟုတ်လားတော်တော်များများကတရားဟောတဲ့ဘုန်းကြီးကကိုเจ้าကိုအိတ်ရခဲ့တယ်နော်ဘယ်ပေါ်ပဲအိတ်များတယ်လဲလို့ပြောရင်ကားပေါ်ပဲအိတ်ရတယ်နော်ဆရာတော်ကြီးများလည်းပဲဒီတိုင်းပဲဆရာတော်ဥညာနေတရာလို့ဆိုရင်တရားသွားပြီးတော့ပြန်မောင်းတာနော်ဘလောက်ဝေးဝေးတော်တော်များများဆိုပြန်မောင်းတာ နာနောက်ခန်းမှာသူကသူသီးတတ်မယ်အိပ်ပြီးတော့ဒီလိုပဲကြွားကြတာဒါတွေကလည်းပဲရှင်းဖျားတော်များရဲ့လမ်းစဉ်ပဲဦးဇင်းတို့မင်းကုန်းဖျားတော်ကြီးဆိုရင်ဘလောက်ထိခဏကကြွားတာရှိတယ်လေလို့ပြန်တခါလေးလှေလေးနဲ့ကြွားတယ်နော်လှေလေးနဲ့ကြွားလေးကြွားပြီးတော့အဲ့ဒီပေါ်မှာသူ့နေရာလေးလှုပ်ပေးထိုင်ဒီလိုလေးထိုင်ပြီးတော့ငိုက်ရင်းနဲ့ပဲအဲ့ဒါပြီးသွားရဟိုကျတော့တရားဝဲတန်းစားရနော်တခါလေးကျတော့လဲနဲ့ကြွားလဲနဲ့ကြွားလည်းပဲဆရာတော်ကြီးကအဲ့ပေါ်တယ်နည်းနည်းအိတ်တက်တယ် ်နော်ကားနဲ့ကြွလဲပဲအဲ့ဒီကားပေါ်တဲ့အိတ်တက်တယ်ဆရာတော်ကြီးကယင်မျိုးစုံနဲ့ကြွလာနော်အဲ့ဒါတွေကိုအားကြလို့ဦးဇင်းတို့လည်းပဲသုံးအောင်ကြွပါလေဘာနဲ့မှညာနဲ့မှမဟုတ်ဘူးနော်အဲ့ကြတော့ရှင်းဆရာတော်များတရားဟောကြွတဲ့ပုံစံကအဲ့ဒီတိုင်းအဲ့လိုဆိုတော့လမ်းမှာရွတ်ကြဖတ်ကြနဲ့အမြဲတမ်းရထားတဲ့ဇာလေးကဘာပဲဖြစ်လိုက်ဖြစ်လိုက်ဒါလေးနဲ့ပဲသွားလာနေကြအဲ့ကြတော့အန္တရာယ်ကင်းကျင်တဲ့ပုဂ္ဂိုလ်ဒီဟောလာလက်တွေ့အနေထားဘာရွတ်တဲ့လဲ ပဋ္ဌာန်24ပြည့်စည်ဘာပြည့်စည်တယ်တော့အေးအဲ့ဒါကအချိန်မရရနော်အချိန်ရတဲ့ပုဂ္ဂိုလ်များကြတော့ပစ္စယနိဒ္ဓိတကိုရွတ်တင်တယ်ဘာနိဒ္ဓိတပစ္စယနိဒ္ဓိတဒုက္ခရောစင်များရလားအဲဟုတ်လားဖတ်တဲ့အောင်တော့လှုပ်တာညီသားပဲမရတာကြတော့ဟုတ်လားအေး24ပြည့်စည်အဲ့ဒီကနေပြီးသွားတော့ပစ္စယနိဒ္ဓိတကြတော့နည်းနည်းကျဲသွားတယ်နော် ပထမဘောရီကျင်းပါတာနာဘူးတယ်မဟုတ်လားအေးသူတို့ကျတော့အကျေဖြစ်သွားတာဟေတုပစ္စယောတိဟေတုဧတုသမယုတ်တကနံဓမ္မာနံတံသမုဋ္ဌာနာနိသရူပာနံဟေတုပစ္စယေနပစ္စယောမယုတ်ဘူးလားအာရမဏပစ္စယောတိရူပယရဏံသကုပိညာနာဓာတုယတံသမယုတ်တကနိသဓမ္မာနံအာရမဏပစ္စယေနပစ္စယောမယုတ်ဘူးလား ဟဲပြီးတွေကိုချတာနော်နေရောညရောဟုတ်လားမရွတ်ဘူးလားရွတ်တယ်အဲ့ဒါကိုကျတော့ဘာလို့ခေါ်လဲပစ္စယနေဒေတာတဲ့ဘာနေဒေတာအေးပစ္စယနေဒေတာတက်နိုင်လို့ရှင် ပစ္စယနေဒေတာရွတ်ဟုတ်လားရွတ်တဲ့အပိုင်းမှာလည်းပဲတို့အချိန်လေးတွေအိမ်မှာဆိုရင်တော့အချိန်မှန်မှန်ရွတ်ရတယ်နေရာမှန်မှန်လေးရွတ်ရတယ်အဲ့ဒါဆိုရင်တမာရီအားကိုကောင်းပြီးတော့အကျိုးပေးမြန်တယ်ဟုတ်လား တချို့ကကြတော့ရွတ်တော့ရွတ်တယ်ဘဇက်က24ပြည်စီပြီးဖို့ရာကွာ24နာရီမပြည့်တာကံကောင်းမယ်ဟုတ်လားနော်တကြဘဇက်ကနေဟေတုပြည်စီရောအာရမဏပြည်စီရောဟိုသေးနာကောင်မထားသေးဘူးလားဆိုဟိုဘက်ကအိတ်နေတဲ့လူတစ်ခါသွားဆိုဟုတ်လားနော်ဒီဘက်ကနေပြီးတော့ဟေတုပြည်စီရောအာရမဏပြည်စီရောအဓိပတိပြည်စီရော လုံနေဟိုထမင်းအိုးသွားကြည့်ပြန်ဟုတ်လားနော်ထမင်းအိုးကောက်ငဲ့နေတော့တော်လေးနေဖရလာဝစ်တက်လိုက် ဒီလိုနဲ့တင်ဘုရားရှိခိုးပြီးတော့24ပစ္စည်းသိုးနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။အဲ့ဒါကြတော့ကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့အာယုံရရဲ့လားမရပါဘူး။အာယုံမရရင်ဟောလားဘုရားကိုအာယုံကမရောက်ရင်အလကားပဲဟောလားနော်။ကိုရွတ်တဲ့အပိုင်းလေးမှာဘုရားကိုမြင်မြင်ပြီးတော့ရွတ်ရ။အဲ့ဒါမျိုးဆိုရင်အန္တရာယ်ကင်းတယ်။အဲ့ဒါကြောင့်ဥစဉ်ကတော့တို့မန္လေးမြို့သူမြို့သားများအန္တရာယ်ကင်းကျင်တယ်ဆိုရင်ဒီပါရွတ်မလဲ။ပဋ္ဌာန်းရွတ်ပါ ဘာရွတ်ရမလဲပဋ္ဌာန်းရွတ်ပါနော်ပဋ္ဌာန်းရွတ်တဲ့နေရာမှာပဋ္ဌာန်းရွတ်ပြီးတော့ထင်ရှားတဲ့ဆရာတော်ကြီးတွေမန်းလေးမှာနော်ခုပြောင်းတော်မူသွားတာတွေရောတက်ရှိတွေရောရှိတယ်ပဋ္ဌာန်းထဲမှာနာမည်ကြီးတဲ့ဆရာတော်ဖရာကြီးတပါးရှိတယ်ပဋ္ဌာန်းနာမည်ကြီးတဲ့ဘုန်းကြီးကြားဘူးလားဆရာတော်ဥဝဇိရဗုဒ္ဓီတဲ့ဆိုရက်လေဆရာတော်ဥဝဇိရဗုဒ္ဓီဆိုတော့ဥစဉ်တော့ကပဋ္ဌာန်းသူစီမှာ6ကြိမ်လောက်တောင်လိုက်ဘူးတာနော် ဆရာတော်ဝတ်စီရာဘုရားဆိုတော့ဖရာကြီးမာမုနိဖရာကြီးနန်းကရွှေရည်ဆောင်တိုက် ပထမသတင်းသုံးတာကတောင်ချီလင်းတိုက်အဲ့ဒီကမှတဆင်းရွှေရည်ဆောင်တိုက်ကိုရောက်ရောက်ပြီးတော့ဥယံကုန်ကျောင်းမှာသတင်းသုံးတယ်ပဋ္ဌံပို့ချပေးတယ်နှွေပဋ္ဌံဆောင်းပဋ္ဌံဆိုပြီးတော့ပို့ချပေးတယ်အဲ့ဒီဆရာတော်ကြီးဆိုလို့ချင်းပဋ္ဌံသိပ်ပြီးတော့ကြီးညူလဲကြီးညူမနဲ့လင်းလာရင်ပဋ္ဌံရွတ်တယ်ညနေ မိုးချုပ်လို့ရှိရင်လည်းပဲပဋ္ဌာန်းရွတ်တယ်ဘယ်သွားသွားရွတ်တယ်လဲလို့ပြောရင်မာမုဏိဖရာကြီးသွားသွားရွတ်တယ်နော်မာမုဏိဖရာကြီးဒီမှာသွားပြီးတော့အရမျိုးအမြဲတမ်းရွတ်လေရွတ်ထရှိ သူစီကိုလိုက်ကြတဲ့ပုဂ္ဂိုလ်များလည်းပဲအမြဲတမ်းပဲဆုံးမတယ်ပဋ္ဌာန်းကိုကြီးညိုကြဖို့သေးသေးချာချာရွတ်ကြဖို့ပစ္စည်းပစ္စယုတ်ပံပစ္စယတ္တိကွဲအောင်ရွတ်ကြဖို့အမြဲတမ်းတိုက်တွန်းတယ်အဲ့ဒါဆရာတော်ကြီးကဘာလုပ်ရလဲဥဝဇိတာဗုဒ္ဓိနောက်တစ်ပါးကထူးချွန်တဲ့ဆရာတော်ကြီး ဟုတ်လားဗမောဆရာတော်ဥက္ကမာရာကြားဘူးလားအေးဗမောတိုက်ကနော်ဆရာတော်ဒီအသိကြီးကကျင်းပါတဲ့သမုဝဲမှာတောင်ဝတ္တန်တကာရပါရဝတ္တန်တကာဆိုတာကရှားသားနော်သာသင်္နန်းနဲ့